အားလုံးဝမ်းမင်လာပါကျွန်တော်ဒီနေ့မှာတော့အကျွေးနဲ့ပတ်သက်လို့အခြေခံသိသိသိလိုက်တာလေးတစ်ခုကိုညွှန်ပြသွားကြပါမယ် ျွေးမှာနှစ်မျိုးရှိပါတယ် good tap နဲ့ bad tap ဆိုပြီးတော့ပေါ့လေအကျိုးရှိစေမဲ့အကျွေးနဲ့ကိုယ်ကလုံးမဖြစ်စေမဲ့အကျွေးဆိုပြီးဖြစ်ပါတယ် good tap ဆိုတာတော့ကိုယ်အကျိုးရှိစေမဲ့အကျွေးအဓိကဖြစ်တော့ကိုယ်ပတ်စံရှာပေးမဲ့အရာတွေအတွက်သုံးလိုက်တဲ့အကျိုးဆိုလိုတာဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တယ်အဲ့အတွက်အရင်နေ့မလုံလောက်လို့ဆိုပြီးတော့ brand နေပြီးတော့မှပတ်စံချိလိုက်တယ်အဲ့အဲ့ဒီချင်းငွေနဲ့လုပ်ငန်းကိုတိုးတက်အောင် profit တွေရအောင်ဆိုပြီးတော့ကျွန်တော်လှုပ်လိုက်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ချိထားတဲ့အကျွေးက good tap ဖြစ်ပါတယ် bad tap ဆိုတာတော့ကိုယ်လုံးမဖြစ်စေမဲ့အကျွေးမျိုးပတ်စံမရှာပေးဘဲ level နဲ့တောခပွားစီမဲ့အကျွေးမျိုးဆိုတာဖြစ်ပါတယ်အသုံးစိတ်တွေတိတ်များနေတယ်ကိုထွက်ငွေကဝင်ငွေထက်ပိုများနေလို့ဆိုပြီးတော့အသုံးစိတ်မလုံလောက်လို့ပတ်စံချီပြီးတော့တုံးလိုက်ရတဲ့ဟာမျိုးရှိမယ်ဒါဒီဘတ်တက်ဖြစ်ပါတယ်နောက်တစ်ခုပါရှိမလဲဆိုရင်ဖုန်းတစ်လုံး update အစ်စ်ထွက်လာတယ်ကျွန်တော်လိုချင်လို့ဆိုပြီးတော့အခြေကြတဲ့နဲ့ရှောက်ဝယ်တယ်တကယ်တမ်းကျွန်တော်စီမှာတခြား သုံးစရာဖုံးနေလည်းရှိတယ်ပေါ့နော်အချင်းချင်းပဲနဲ့ရှောက်ဝဲတဲ့ဟာမျိုးတွေရှိတယ်အချစ်ကြတွေလုံးနေလည်းကျွန်တော်တို့ဝဲတယ်ချီထားတဲ့ငွေကိုပြန်ဆက်ရသလိုသူ့ရဲ့ပုံမှန်အတိုးကိုလည်းကျွန်တော်တို့ပြန်ဆက်ရတာရှိတယ်ပေါ့လေအိမ်တို့ကားဆိုတဲ့ဒီတိုင်းပဲကိုသုံးဆွဲရုံတက်တက်ပဲပေါ့နော်ဒီကနေပြီးတော့ဝင်ဝင်ပြန်မရပဲနဲ့ကိုသုံးဖို့အတွက်နေဖို့အတွက်စီးဖို့အတွက်ပဲတက်တက်ဒီပစ္စည်းတွေကိုဝဲမယ်အဲ့ဒီအတွက်ကိုချီယူထားတဲ့အကျွေးတွေပဲအတိုးတွေပဲပုံမှန်ပြန်ဆက်နေတဲ့ဟာမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ကိုဝန်ထုံးဖို့ပြည့်စည်တဲ့အကျွေးဘတ်တပ်ဖြစ်ပါတယ်ဆိုတော့အကျွေးမှာကိုအကျိုးရှိစေတဲ့အကျွေးနဲ့ဝန်ထုံးဖို့ပြည့်စည်တဲ့ ကျွေးဆိုပြီးတော့နှစ်မျိုးရှိတယ်ဗောလေအဲ့တော့ကိုကအကျွေးယူတော့မယ်ပတ်စံချီယူတော့မယ်ဆိုလို့ရှင်တခြားစဉ်းစားဖို့လိုတယ်ကွတ်တပ်လားဖတ်တပ်လားတခြားစစ်စစ်ဖို့လိုပါတယ်အကျွေးဆိုတော့ကသုံးတက်လို့ရှင်တော့အကျိုးရှိပြီးတော့မသုံးနိုင်တော့အရန်အနေများပါတယ်အားလုံးကျေးဇူးတင်ပါတယ်